အားလုံးမင်္ဂလာပါခင်ဗျာတရင်ကျော်လာပြင်းတွေကိုရောက်တော့မှာဆိုတော့ကျွန်တော်ဝါရန်သုံးနာကာလာဘယ်လောတချို့ကဥပုသ်ဒီလာတွေစောက်တည်ကြတယ်တချို့ကတော့ဝါရန်သုံးနာကွန်ရင်းဒိတ်ထန်တွေဝင်ကြတယ်တချို့ကကောင်းမှုကုသိုလ်တွေပြုလုပ်ကြတယ်တချို့ကကြတော့ရက်ဒေတာတောက်စားခြင်းမှရှောင်ကျင်ကြတယ်ကျွန်တော်တို့တန်ခါတော်တွေဆိုရင်ဝါကက်ပြီးတော့ဂရင်းသွန်းလာခြင်းနဲ့မပြုကြတော့ဘူးလူတွေဆိုတော့အိမ်ပြောင်းအိမ်ရွှေ့မင်္ဂလာဆောင်ကိစ္စတွေမလုပ်ကြတော့ဘူးပေါ့မြစပြရှိကုသိုလ်မြကြီးကလည်းဝါရန်သုံးနာကာလာဘယ်လောမှာဒါရင်သာနတ်ပြည်မှာမဲတော်မင်းသားကိုအမှုပြုပြီးတော့နတ် မာတွေအားလုံးကို အပိဓမ္မာရတ္တနာတော်ကြီးကိုဟောကြားတော်မူခဲ့ပါတယ်ဒီဗီဒီယိုထဲမှာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးဘာကြောင့်တရဏနတ်ပြည်မှာ အပိဓမ္မာတရားတော်ကိုဟောရတာလဲဘာကြောင့်မလို့လူပြည်မှာမဟောရတာလဲဒါပေမဲ့လူပြည်မှာမဟောပေမဲ့ကျွန်တော်တို့လူပြည်မှာအပိဓမ္မာဒေသနာတော်ကြီးဘာကြောင့်ရှိနေရတာလဲသတင်းကြော်လဘလို့ဖြစ်လာလဲဘယ်ကနေစပြီးတော့ဖြစ်လာလဲမိမိမို့ဝဲတွေဘယ်ကနေစပြီးတော့ပြုလို့လာလဲဒီအကြောင်းအရာတွေအပြင်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတရဏနတ်ပြည်ကိုတရားမဟောခင် အခါကနေတရားဟောပြီးလို့ သင်္ကန်းတနဂိုပြေကိုကြွားလာတဲ့အချိန်ထိဘာကြောင့်သင်္ကန်းတနဂိုပြေကိုကြွားလာရတာလဲမြတ်စွာဘုရားစင်သက်တော်မူလို့ရတဲ့ပြေတွေအများကြီးရှိတဲ့အတမှာဒီပြေကိုဘာကြောင့်ပြင်ပြီးစင်သက်ရတာလဲဒီကြောင့်ရတဲ့အပြင်မြတ်စွာဘုရားစင်သက်တော်မူတဲ့အခါဒုခချက်တွေမြတ်စွာဘုရားအဘိဓမ္မာတရားတော်ဟောကြားတဲ့တရားတော်တွေအဲ့ဒီကြောင့်ရတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြပြဆုံးဆုံးနှက်ဆက်ပေးသွားမှာမလို့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်မြတ်သားရက်ခံပါတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးစလိုက်ကြရအောင်ဗီဒီယိုလေးမစခင်မှာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေ နဲ့အခုသတရပွဲအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော် channel လေးကို subscribe လေးပြုလုပ်ပေးထားကြဖို့ကျွန်တော်မျှတရခံပါတယ်။ကြည့်ရအောင်ကျွန်တော် video လေးဆက်လက်ကြအောင်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမကုလတောင်မှာစရမဝါဆိုတော်မူပါတယ်။တန်တမဝါကိုတော့ဘိုးတော်အင်ဇနမင်းဖြိုခွင်မဟာတက္ကရတရာ6ခုနဲ့တတ်တော်52နှစ်အရွယ်ဝါဆိုလာပြင်းနဲ့ညနေကျမ်းမှာဒါဝတိပြေနီကောဒလမင်းရဲ့ဥယျာဉ်မှာဂန္ဓာကဘုရားရှင်မင်းကြားတော်မူတဲ့အတိုင်းစပြုတ်အပ်တဲ့ဂန္ဓပတေယဖြူ ပင်နီးမှာတိတ်တိတွေကိုနင်းနင်းမြေရင်မိအဆောင်တကိုးပြနေရမြောက်ပွဲကြီးအစမ်းတကျယ်ဖန်ဆင်းတော်မူခဲ့ပါတယ်အဲ့ဒီဖန်ဆင်းတော်မူပွဲပြီးမှာပဲလူဘဝကအမေတော်ဖြစ်ခဲ့ဘူးတဲ့တန်တော်သေးတဲ့နတ်သားကိုဂျေဇူးဆက်တဲ့အနေနဲ့နာရန္ဒာနတ်ပြည်မှာအဘိဓမ္မာတရားတော်ကြီးကိုတန်တော်သည့်နတ်သားနဲ့တကွနတ်ပြည်မှာအပေါင်းကိုဒါရန္ဒာနတ်ပြည်ပင်လေကတစ်ပင်ရင်ဘန်နုကပလာမြားကျောက်ဖြာအထက်မှာဝါရင်သုံးလအကာလပတ်လုံးဟောကြားတော်မူရင်ဒါရန္ဒာနတ်ပြည်မှာပဲဝါဆိုတော်မူခဲ့ပါတယ် ယ်။မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးတာရိန္ဒာမှာဟောခဲ့တဲ့အဘိဓမ္မာကျမ်းကြီး9ကျမ်းရှိပါတယ်။အဲ့ဒါတွေကတော့ဓမ္မသင်္ကန်းကြီးဝိပ္ပဓာတုကရာပုဂ္ဂလပညာကထာဝတ္ထုယမိုင်းနဲ့ပဌံဆိုပြီးတော့ကျမ်းကြီး9ကျမ်းဖြစ်ပါတယ်။ကုသိုလ်အကုသိုလ်စတဲ့တရားတွေကိုကျင့်ကြောအဖြစ်ဟောတော်မူခဲ့တာကိုတော့ဓမ္မသင်္ကန်းကြီးကျမ်းလို့ခေါ်ပါတယ်။ခန္ဓာစတဲ့တရားတွေကိုသုတ်တန်ကြီးအဘိဓမ္မာနီးတို့ဖြင့်အမင်းအဖြစ်ပြုလုပ်ကအကျယ်ဝိပ္ပံဟောကြားတော်မူတဲ့ကျမ်းကိုတော့ဝိပ္ပံကျမ်းလို့ခေါ်ပါတယ်။တမ ုမျိုးဟောကြားတော်မူသောကျမ်းကိုဓာရုကထာကျမ်းဟုခေါ်ပါတယ်ပုဂ္ဂိုလ်မျိုးမျိုးတို့ကိုခွဲခြားသတ်မှတ်အမိတက်၍ဟောကြားတော်မူသောကျမ်းကိုတော့ပုဂ္ဂလပညာကျမ်းလို့ခေါ်ပါတယ်အယူဝါဒနဲ့ဆိုင်တဲ့စကားတော်ရဲ့တည်နေရာဖြစ်၍အဘိဓမ္မာနှင့်တရားတော်နဲ့ပြည့်စုံသောကျမ်းကိုကထာဝတ္ထုဟုခေါ်ပါတယ်အနုလုံနဲ့ပတိလုံမစပါနဲ့ဝိသင်္စနာတန်ဋိဌာန်နဲ့တဏှယဆုံဆုံပြုပြီးဟောကြားတော်မူတဲ့ကျမ်းကိုတော့ရှမိုက်ကျမ်းလို့ခေါ်ပါတယ်အကြောင်းမျိုးမျိုးကိုဟောကြားတော်မူသောကျမ်းကုသိုလ်စရတဲ့တရားတွေကို 24ပစ္စည်းနဲ့ဝေဖန်တော့ကြံတပညုဒညံတော်ရဲ့ချက်စားရဖြစ်တဲ့ကြံကိုပဋ္ဌာန်းကြံလို့ခေါ်ပါတယ်အဲ့ဒီကြံကြီးခုနှစ်ကြံကိုတာရန်တာနတ်ပြည်မှာဟောကြားတော်မူခဲ့ပါတယ်ဒီနေရာမှာလူပြည်မှာဘာလို့မဟောကြားလဲဆိုပြီးတော့မေးစရာရှိပါတယ်လူပြည်မှာမဟောကြားတာကတော့မေတော်တန်တော်တိဒနတ်သားကိုကျေးဇူးဆက်ကျင်တာကြောင့်ရယ်နောက်ပြီးတော့ဝါနိရဲ့နည်းနည်းချင်းတဘောတဲ့ပဲရဲ့နည်းနည်းချင်းဟောကြားပုံအစီအစဉ်နည်းနည်းချင်းညံတော်ရဲ့နည်းနည်းချင်းစတဲ့ဂမ်ဘီယာ၄မျိုးနဲ့ပြည့်စုံတဲ့တရားတော်ဖြစ် ြစ်တာကြောင့်ရဲ့ဒါအပြင် လူပြင်မဟောမဲ့ဆိုရင်အိဒိယဘုတ်တခုတည်းဖြင့်ပြီးနိုင်မှာမဟုတ်ပါဘူးတထိုင်နဲ့ဟောလို့ရမယ်တရားတော့မဟုတ်ပါဘူးအဲဒါကြောင့်နာကြားတဲ့သူတွေမှာတထိုင်နဲ့နာကြားဖို့မဖြစ်နိုင်တာကြောင့်မဟောရခြင်းဖြစ်ပါတယ်လူပြင်မှာသုံးလဆိုပေမဲ့နတ်ပြင်မှာကြတော့တခဏနဲ့ဟောလို့ပြီးတာပါဒါပေမဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးကကျွန်တော်တို့ရဲ့လူသားတွေကိုလည်းပြစ်မထားပါဘူးအလွန်မြောင်မြင်ကြီးတဲ့ကိုရောမြတ်ကြီးဖြစ်တာကြောင့်နတ်ပြင်မှာနေမိတာဘုရားကိုထားခင်ပြီးတော့နေမိတာ ဘုရားဆိုတာတော့ကျွန်တော်လွယ်လွယ်ပြောမှာဆိုကိုးပွားထားခဲ့တာပေါ့အဲ့လိုကိုးပွားထားခဲ့ပြီးတော့တရားစစ်သူကြီးဖြစ်တဲ့လက်ရတော်ရန်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကို12ခုသောမှာဝါဒန်3လကာလပတ်လုံးအဘိဓမ္မာတရားတော်အကျဉ်းချုပ်ကိုဟောပြတော်မူခဲ့ပါတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းလင်းသောသားဖြစ်ခဲ့မှုနဲ့သူ့ရဲ့တပည့်900ကိုသူ့ရဲ့ညံတော်နဲ့ဆင်ကျင်ပြီးတော့မကျင်းမကျဲအလဲအလက်နာတော်ကိုဟောကြားတော်မူခဲ့ပါတယ်ယခုကျွန်တော်တို့ဒီမှာရှိတဲ့အဘိဓမ္မာကရှင်သာရိပုတ္တရာဟောပြခဲ့တဲ့အဘိဓမ္မာဒေသ သနာတော်ပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယခုလိုဖတ်မှတ်ချက်ကြင်ကြံနိုင်တာတွေကလည်းရှင်သာရိပုတ္တရာရဲ့ကျေးဇူးတွေကြောင့်ပဲလို့ဆိုရပါလိမ့်မယ်။ပြီးတော့နောက်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဖူးတွေ့ခြင်းနဲ့လူပရိသတ်တွေလည်းရှိပါတယ်။အဲဒါကြောင့်ပဲအဲ့ဒီလူပရိသတ်တွေကမြတ်စွာဘုရားရှင်ကိုဖူးလို့တာကြောင့်မြတ်စွာဘုရားရှင်ရှိတဲ့နေရာကိုမေးကြပါတယ်။အဲ့ဒီခါမှာရှင်မောက်ကလန်တို့လိုရှင်နုရုဒ္ဓတို့လိုပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရှိတဲ့နေရာကိုအတိအချလေးရှင်းပြလိုက်တော့မှအဖြစ်မှန်ကိုသိသွားကြပါတော့တယ်။အဲ့ဒါနဲ့မပြီးသေးဘူးထပ်ပြီးတော့မေးလာသေးတယ်မြတ်စွာဘုရားဘယ်ချိန် င်ပြန်ကြွမှလဲဘယ်နေရာကိုပြန်ကြွမှလဲစတဲ့မေကွန်းတွေကိုရှင်မောက်ကလန်ကိုတော်ကိုမင်းလာတဲ့အခါမှာတော့ရှင်မောက်ကလန်ကိုတော်မြတ်ကြီးကတောင်ရင်သားကိုကြွရောက်ပြီးတော့လူပြည်ကိုပြင်ချင်းပြန်ကြွမှလဲဘယ်နေရာကိုဆင်းသက်တော်မူမှလဲဆိုပြီးတော့မြတ်စွာဘုရားရှင်ထံရောက်ကြတော်မူပါတယ်အဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတင်းနောင်တော်ကြီးဖြစ်တဲ့တာရိပုတ္တရာဘယ်เจ้าမှဝါကက်ပါတလင်းလို့မင်းလိုက်ပါတယ်ရှင်မောက်ကလန်ကိုတော်ကတင်ကတ္တနဂုံပြင်းမှာဝါကက်တော်မူကြောင်းရှောက်ထားပါတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကနောင်ခွနရမြောက်တဲ့နေ့တည်င်းကြွလာပြင်းမြင်မှာ ဒါရီပုဒ္ဒရာဝါကတဲ့တင်ကတနဂုံပြေကိုစဉ်းစားတော်မူမယ်။ပုမျောလိုတဲ့လူပေါင်းကိုလည်းတင်ကတနဂုံပြေကိုလာကြဖို့လမ်းကြီးမှာစားရိတ်ခါအထုပ်ကြီးများဖြင့်မတဲဆောင်လာကြဖို့ပါတခါတည်းမှာကြလိုက်ပါတယ်။အဲဒီလိုနဲ့ရှမောကလန်ကိုတော်လူပြေကိုပြန်ရောက်လာပြီးတော့မြတ်စွာဘုရားရှင်မှာကြလိုက်တဲ့အတိုင်းပုမျောလိုတဲ့လူပြိသက်အပေါင်းကိုပြောကြလိုက်ပါတယ်။အဆူဆူသောဘုရားရှင်တို့မဆုံးအံ့တဲ့အဝိဇ္ဇဟိတဌာနကြီးလေးပါးတွင်တင်ကတနဂုံပြေလည်းတစ်ခုပါဝင်ပါတယ်။အဲဒါဆိုရင်ကျွန်တော်တင်ကတနဂုံပြေ ယခုရှိတဲ့နေရာလေးကိုကျွန်တော်နည်းနည်းလေးပြောလိုက်ကြအောင်။တင်ကပ်ပြနာဂိုမီကယခုအိန္ဒိယနိုင်ငံဂင်ဂါမြစ်တောင်ပတ်မှာတည်ရှိတဲ့တက္ကိနပင်စလတိုင်းယခုအခေါ်ဆိုရင်တော့ဩတ္တရဒေသပြည်နယ်မို့အဲ့ဒီပြည်နယ်ရဲ့ရှေ့ယံမြို့တစ်မြို့ဖြစ်ပါတယ်။အာဂရာနယ်ဘာရုစဘတ်စီယန်စုမှာတည်ရှိပါတယ်။ အရှိအိန္ဒိယမီရထလမ်းမကြီးရှီကိုဟာဘတ်နဲ့ဖာရူခဘတ်လမ်းခွဲပေါ်တွင်သိရှိတဲ့မခနာဘူဒာမငါးမိုင်กว่าဝေးပါအဲ့ဒီလမ်းခွဲပေါ်မှာရှိတဲ့မိုတာခေါ်ဘူဒာမှာလည်းငါးမိုင်ပင်သွားရပါတယ်ရာဇဂျိုပင်ရဲ့အနောက်မြောက်ဘက်36မိုင်ဝေးပြီးတော့မဒုရာမီမဆိုရင်၄ယူဇနာနဲ့32မိုင်ဝေးကြောင်းဆိုထားပါတယ်ဓမ္မပဒအထကထာပါဏိဟာနိယဝတ္ထုအဖွင့်မှာတော့သင်္ကတနဂိုပြေသည်သာဝတိပြေမှာယူဇနာ30กว่าဝေးတဲ့ ယ်လို့ဆိုတာပါတယ်ယခုတင်ကတရွာတန်ကိတာလို့ခေါ်ပါတယ်ကဲတင်ကတနဂုတ်ပြင်ယခုတင်နေရလဲသိပြီဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုပြန်လဲဆက်လိုက်ကြအောင်အဲ့ဒီလိုမြတ်စွာဘုရားရှင်ကရှင်မောက်ကလန်ကိုပြောနေတာကိုတရားမင်းသိသွားတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ခုနှစ်ရက်မြောက်တဲ့နေ့တင်းကျော်လာပြီနေ့မှာဒုပြေကိုပြန်လဲဆင်းသက်တော်မူမှာဖြစ်လို့တာဝရင်သာ မြတ်မောတောင်ထိန်မှာတင်ကတနဂုတ်ပြင်အရှိတကားဝအထိတရားထိုးထားသလိုစောင်းတန်းသုံးသွယ်ပန်ဆန်းတော်မူခဲ့ပါတယ်အဲ့ဒီလိုနဲ့ခုနှစ်ရက်မြောက်တဲ့နေ့တင်းကျော်လာပြီနေ့အဘိဓ သမာတရားတော်အကျယ်နတ်မြတ်မာလို့ကိုဟောကြားတာ ပြီးတဲ့နေ့အဲ့ဒီနေ့မှာမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကတာဝန်သာနတ်ပြည်မှာပဲပဝါရဏပြုပြီးတော့လူပြည်ကိုဆင်းသက်တော်မူခဲ့ပါတယ်။ကတိနာမှာတစ်ဖြက်လေးပြောလိုက်ကြအောင်ပဝါရဏဆိုတာဘာကြီးလဲလို့မေးစရာရှိပါတယ်။ပဝါရဏပြုတယ်ဆိုတာကတော့ဖိတ်ကြားခြင်းတိုက်သွင်းခြင်းပေါင်းမှန်ခြင်းလို့ဖြစ်ပါတယ်။တာဏဝင်ဆောင်ညံတော်များကငွားကြော့တာနဲ့တရင်ကြော့လာပြီနေ့မှာအရှင်ဘုရားတို့တပည့်တော်ဒီတန်ခါကိုဖိတ်ကြားပါ၏။တပည့်တော်ဤအပြစ်ကိုမြင်တော်၎င်းကြာ ားတော်၎င်းတန်တရားရှိလင်တော်၎င်းတပည့်တော်အားတနာတော်အပြင်ပြောဆိုတည်ပြီးကြပါအပြစ်ကိုကုစားပါလို့ဖိတ်ကြားတိုက်တွန်းပြီးယဟန်များကမိမိတို့၏အပြစ်များကိုတခြားတစ်ပါးထံမှမိမိရဲ့တဘောဆန္ဒလျောက်ဖွင့်ရပြောဆိုပြီးဝန်ချတောင်းပန်ကြသလိုသာရဏသတ်ရှင်တိုးတက်ရေးအတွက်အပြုတဘောဆောင်ပြီးဝေဖန်သုံးသပ်ကြတဲ့ပွဲလည်းဖြစ်ပါတယ်ဒါကတော့တန်ခါတော်အချင်းချင်းပေါ့မိမိမှာရှိနေတဲ့အပြစ်တွေမိမိမသိလိုက်ပဲမိမိမှာရှိတဲ့အပြစ်တွေကိုတခြားတစ်ပါးတို့ထံမိမိရဲ့ဆန္ဒအနေ ဝင်ချက်တောင်းပန်တဲ့တဘောပါပဲအဲ့ဒါကိုတော့ပဝရဏလို့ခေါ်ပါတယ်ပြီးတော့ကျွန်တော် view လေးပြန်လဲဆက်လိုက်ကြအောင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအဲ့လိုတရဏနတ်ပြည်မှာပဝရဏပြုပြီးတဲ့နောက်မှာလူပြည်မှာရှိတဲ့တင်ကသနတ်ကိုမြေကိုပြန်လဲဆင်းသက်တော်မူခဲ့ပါတယ်အဲ့ဒီလိုဆင်းသက်တော်မူတဲ့အခါမှာလဲတရားမင်းဖန်ဆင်းထားတဲ့ရွှေဆောင်တန်းငွေဆောင်တန်းပြမြဆောင်တန်းဆိုပြီးတော့ဆောင်တန်းသုံးသွယ်နဲ့ဆင်းသက်တော်မူပါတယ်နတ်ပရိသတ်များကလက်ရဘက်ရွှေဆောင်တန်းမြမပရိသတ်များကလက်ဝဲဘက်ငွေဆောင်တန်းမြတ်စွာဘုရားရှင် င်ကတော့အလဲပရမဇောင်းတမ်းမှာဆင်းသက်တော်မူပါတယ်မာသလိနတ်သားကမြစ်စောဖရာအနီဝဲဘတ်တော်မှာခါးစားလိုက်ပါပြီးတော့ပစ္စတိနတ်သားကတော့ဘေလူဝဆောင်းကိုတီးကပူဇော်ရင်းလိုက်ပါပို့ဆောင်ပါတယ်တရားမင်းကတော့ဘုရားနောက်တော်မှာထီမိုပြီးလိုက်ပါပို့ဆောင်ပါတယ်သူယာမနတ်သားကတော့တာမင်းရန်တော်ကိုကင်ကရက်ခတ်ပူဇော်ပြီးလိုက်ပါလာပါတယ်အဲ့လိုဆင်းသက်တော်မူတဲ့အခါမှာလည်းမြစ်စောဖရာရှင်ကိုရမေကြီးကသဘိုးပြန်နေရပြသောမူတဲ့အခါမှာတော့အထက်ကိုပြတ်မှအောက်ကိုဝစီအားလုံးနှင်းနှင်းမ မြင်ကြီးဖြစ်သွားပါတယ်။ငရဲသတိဆံပိတာအတူကဲလူနှက်ဖြစ်မှာအလုံးကိုအသားစီးမရှိမြင်တွေ့နေကြရပါတော့တယ်။အဲ့ဒီလိုမျက်မြင်ဒိဋ္ဌမြင်တွေ့လိုက်ရတဲ့သူပေါင်းတို့ဒီလေဂရေပေါင်းများစွာจิตတန်းဝင်ကြကုန်တယ်လို့ပြီးသက်ကြံ့ကြံ့များတွင်ဖော်ပြထားပါတယ်။အဲ့ဒါအပြင်မြတ်စွာဘုရားရဲ့တင့်တယ်ခြင်းကိုကြည့်ရှုပြီးတော့36ယူဇနာအတွင်းမှာရှိတဲ့ပြိတ္တအလုံးဒီလေဘုရားစုကိုမပန်တဲ့သူမရှိဘုရားစုကိုပန်ကြတယ်လို့လည်းဆိုထားပါတယ်။အဲ့ဒီလိုနဲ့တင်ကတနဂိုပြေကိုရောက်လာတဲ့အခါမှာ တော့ပရမဆောင်ဖူးမြော်ခွင့်ရတဲ့သူကတော့ရှင်သာရိပုတ္တရာကိုရမကြီးပဲဖြစ်ပါတယ်အဲ့ဒီလိုစင်းသက်တော်မူပြီးတဲ့နောက်မှာသောင်းတန်းကြီးသုံးတွယ်ကလည်းမြေတဲသူဝင်သွားပြီးတော့လိကတဲ့တခုတာကြံနေတယ်လို့ဆိုထားပါတယ်အဲ့ဒီနေ့ကလေးကိုသင်္ကရနဂိုပြည်မှာရှိတဲ့တိရိသမန်တော့ကမင်းကြီးကသိရှိလိုတာကြောင့်သူ့ဘော်ကြည့်တဲ့အခါမှာတော့အဆုံးကိုမတွေ့ရတာကြောင့်လက်လျှော့ပြီးတော့ဒီတိုင်းပဲထားခဲ့ရတယ်လို့ဆိုထားပါတယ်ကဲအဲ့ဒါဆိုကျွန်တော်နောက်ဆုံးအနေနဲ့သတင်းကြော်လာဘလို့ဖြစ်လာလဲဆိုတာနဲ့မင်းမင်းမို့ပွဲတွေဘယ်ကနေ စပြီးကျင်းပလာတဲ့ဆိုတာတွေကိုကျွန်တော်ပြန်ပြပေးသွားမှာပဲဖြစ်ပါတယ်။တည်င်းကျွလာဘလို့ဖြစ်လာလဲဆိုရင်တော့တည်င်းကျွလာကမြမလာတွေရဲ့သက်သမမြောင်လာဖြစ်ပါတယ်။အဲဒီလာကမိုးသူထဲမှာပေါဝင်ပါတယ်။ရှေးကကတည်င်းကျွလာလို့မခေါ်ကြဘဲနဲ့တန်တူလာလို့ခေါ်ဆိုရေးသားတာကိုလည်းတွေ့ရပါတယ်။တန်တူလာရဲ့အတိတ်ဘက်မှာဝတာနာမိုးသူရာတွေကိုတန်တူလာဟူ၍ရှေးသူဟောင်းတို့ကခေါ်ကြသည်ကိုလည်းဝေါ်ဟာရလီနတ်ဒီပနီကျမ်းမှာဆိုထားပါတယ်။တည်င်းကျွလာဟာမိုးသူရဲ့နောက်ပိုင်းချိန်ကာလ လာတစ်ခုဖြစ်ပါတယ်အချို့ပညာရှင်တွေကတန်သူဆိုတဲ့ပုံဒီကောက်စဘာဟောတိဘက်မြန်မာတရုတ်ထိုင်းမွန်ခမာဘာရာအပေါင်းတို့ကနေပြီးတော့လာတဲ့မြန်မာစကားဟုဆိုထားပါတယ်သူပုံဒီလည်းအတန်ချင်းနီးဆက်ဆုံးဖြစ်တော့သူပုံနဲ့တွေ့ရပါမယ်သူဒီပစုံတရားကို ထောင်းဒီ site ဒီ message ဒီဟောဖြစ်တဲ့ဖြင့်တန်သူလာဟာကောက်စဘာပင်များပေါက်ဖွာထွက်ထထောင်းမတ်လာတော့လာဟုအတိတ်ပဲယူဆကြပါတယ်ပကန်းခင်မှာထိုးခဲ့တဲ့ကြောက်စာတွေထဲမှာသတင်းကြလဆိုပြီးတော့သုံ းထားတာမတွေ့ရတလောက်ပဲရှိပါတယ်။တက္ကရင်954ခုနဲ့မှာထိုးခဲ့သူရင်းတောင်ဆောယဟန်တိမ်ကျောက်စာအတွင် စာကားတနေရာမှာတော့တရင်ချော့ဟူသောအသုံးကိုရှေးဥစွာသုံးထားတာကိုတွေ့ရပါတယ်။တရင်ချော့ဟူသောတကားသည်တရင်တိလဆောင်းတိုင်းသူတို့ကချစ်လွတ်ကုံဆုံးအောင်ပြုသည်လို့အနေတိပဲထွက်ပါတယ်။တရင်ချွန်းနဲ့ဝါကျော့ဟူသောစကားကိုဖတ်သွဲ၍တရင်ကျော့ဟူသော စကားဖြစ်ပေါ်လာသည်ဟုတွေ့ထင်ဖွယ်ရာ ရှိပါတယ်။လှင်တဲ့အသုံးဝင်ရေဝါရလီနတဒီပနီကျမ်း န်းမှာသတင်းကြွလန့်လို့ခေါ်ဆိုဒီမှာဝါဆိုလာပြည်နယ်မှာစပြီးတော့ဝါတွင်း3လဂျပန်90သတင်းကြွလာပြည်ကျော်တရက်နှစ်သတင်းကြွတော့ကြောင့်သတင်းကြွလာဟူ၍သာသနာကျမ်းအလို့ခေါ်ဆိုကြောင်းသိတာတယ်လို့မှာရှိပါတယ်ဘေရင်ခေါ်အားဖြင့်သတင်းကြွလာကို သူရာတီလို့ခေါ်ပါတယ်သူရာတီရဲ့အယုတ်ဒီချိန်ခံဆွဲသောယောက်ျားတဒံဖြစ်ပါတယ်သူရာတီကအတဝနိနက္ခနဲ့ရှင်၍လာပြည်တော့ကြောင့်အသက်ယူဆလို့ဆိုပါတယ်ဂျာပန်ကိုရာတီပန်းလို့လည်းအတိမပြကြပါဘူးဂျီ ီတာယာထွန်းပါသည့်တရင်ကျော်လာရာတွင်နနက်7:00နာရီ9:00နာရီ55မိနစ်ခန့်တွင် နေထွက်ပြီးတော့ညနေ7:00နာရီ38မိနစ်ခန့်တွင် နေဝင်ပါတယ်မြန်မာနိုင်ငံအဖြစ်နေညက်နာရီ30အညင်များရှိပါတယ်ကဲအဲ့ဒါပြီးတဲ့နောက်မှာကျွန်တော်မိမိမို့ဘွယ်တွေဘယ်ကနေစပြီးတော့ဖြစ်လာလဲဆိုတာကိုပြောကြရအောင်မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးဒါရင်သာနဲ့ပြည်မှာလူပြေကိုဆင်းသက်လာတဲ့အချိန်မှာလူအပေါင်းတို့ကစီမီများဖြင့်ပူဇော်ကြိုဆိုပြကြပါတယ်တချို့ကတော့မိမိမို့ ွဲကိုနာရင်သာဘွဲလို့လည်းခေါ်ကြပါတယ်။အဲ့ဒီလိုသတင်းကျော်လာပြင်းနဲ့ညနေနတ်ပြင်းမှသူ့ပြေကိုဆင်းရလာလာပြေဝန်တဲ့အသူကောင်းကင်မှတည်တည်စွာဖူးမြင်ရတဲ့မြတ်စွာဘုရားကိုနတ်လူအများကပူဇော်တဲ့အနေဖြင့်စီမီများအိမ်ကြောင်းတစ်ဆောင်ဘုရားများမှစီမီမိဘုံများထွန်းညီပြီးပူဇော်ကြသလိုဘုရားစရိများမှလည်းပွဲများပြုလုပ်ပြီးမိမြင့်မှုပွဲများပြုလုပ်ကြပါတယ်။မကံမြို့မြင်းကပါကူမြောက်ကြီးဘုရားကပကြီကားတွင်ဗုဒ္ဓမြတ်စွာဘုရားတာရင်သာနတ်ပြင်း င်မှသင်္ကတနဂိုမြေကိုချင်းသက်တော်မူပုံပကြီးကိုတွေ့ရသည့်အသောမိမြင့်မို့ပွဲကိုပကံခိကတဲ့ကကျင်းပခဲ့တယ်လို့ယူဆနိုင်ပါတယ်။ဘုရားပွဲတော်နိဗ္ဗာန်စေပွဲတော်တက်ကြီးပူဇော်ပွဲနဲ့ဇေယကရောပွဲများစသည်တို့ကိုလည်းမြန်မာနိုင်ငံအနှက်မြန်မာနိုင်ငံတဝန်းလုံးယနေ့တိုင်ကျင်းပလေးရှိကြပါတယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အနှစ်ချုပ်လေးပြောလိုက်ကြအောင်။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတာဝန်သာနတ်ပြည်မှာမိဘဂျေဇုကိုပြန်ဆက်တော်မူတာပြီးဆုံးတဲ့နေ့အဘိဓမ္မာတရားတော်ဟောကြားတာပြီးဆုံးတဲ့ နေ့တရင်ကျော်လားပြင်းနေ့လူပြည်မှာလဲရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအဘိဓမ္မာတရားတော်ကိုဟောကြားတာပြီးဆုံးတဲ့နေ့တန်ခါတော်ရှင်သူမြတ်တွေလည်းဝါရင်သုံးလကာလပတ်လုံးဒေတာစာရိလှင့်လှယ်တာခရီးသွားလာတာတွေဆက်ဆိုင်တာပြီးဆုံးတဲ့နေ့အဲ့ဒီအကြောင်းအရာတွေကိုအထူးပြုပြီးတော့ကျွန်တော်တို့တရင်ကျော်လားပြင်းနေ့ဟာလည်းနေထူးနေ့မြတ်တရားဖြစ်လာရခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာတွေရဲ့အယိုးရာထုံးစံအတိုင်းတရင်ကျော်တွေမှာမိဘတွေလိုက်ကြောကြတယ်လူကြီးသူမှဆရာသမားတွေလိုက်ကြောကြတယ်ဒါတွေကကောင်းတဲ့ က်အစဉ်လာတွေဖြစ်ပါတယ်အဲဒါကြောင့်မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးတောင်းမှာပဲဝါသွင်းသုံးလကာလပတ်လုံးမိဘဂျေစုကိုဆက်တယ်ဆိုရင်ကျွန်တော်လူတွေအတွက်ရှိနေတဲ့မိဘတွေကိုဂျေစုတည်တတ်ဖို့ဂျေစုပြန်လည်ဆက်ဖို့ကအလွန်ရေးကြီးပါတယ်အဲဒါကြောင့်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာမိဘကိုဂျေစုဆက်နိုင်တဲ့တသမီဒိမ္မာတွေဖြစ်ပါစေလို့ဆုတောင်းရင်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ကြည့်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာဘာတွေလိုအပ်ချက်ရှိလဲဘာတွေအကြံပေးချက်လဲနောက်ပြီးဘာတွေတိလိုက်ရလဲဆိုတာတွေကိုကျွန်တော်ရဲ့ comment ထဲမှာ ရေးပေးသွားလို့ရပါတယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်ပြောနေချင်စကားအတိုင်းပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်များမှလည်းတိတိကောင်းတဲ့အစီအစဉ်တွေကိုကျွန်တော်ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like share and subscribe လေးပြုလုပ်ပေးကြဖို့ကျွန်တော်ပြောကြားလိုပါတယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်။ See you the next video. Bye bye.